ခင်ရေဘာကြီးနေချက်နေတာလဲ new wallet ချင်စက်ချက်ကြည့်မယ်။အိုးကြိုက်သွားပြီလားဆိုရင်ချစ်တယ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 ်။ Okay ဒါဆို wallet ချင်စက်ကိုအရင်တောက်ပူပူလေးတောက်ချင်တယ်ပေါ့နော်။အဲ့တော့အခုစတင်ချက်တော့မယ်။ဒါလေးကဘာလေးလှီးနေတာလဲ။စပလင်လေးလှီးထားတယ်။ဒါလေးကတော့ brand ကောပေါ့နော်။ brand ကောလေးနည်းနည်းထည့်မယ်။ပြီးတော့လို့ရှိရင်ဒီဘက်မှာကျတော့ wallet ကိုခုတ်ထားတဲ့ဟာ ီးရင်တော့အမှုအော်ဒါကတော့ကြည်တိမှုပါမယ်ပြီးတော့လုပ်စီရစားပလာပါမယ်ကဲတော့ချက်ချက်မယ်ကဲယေစုလာပြီးဆိုရင်ပရင်ခေါ်နဲ့စပလင်နဲ့ရင်ထဲလိုက်မယ်ဒါကဝက်လက်တွေကိုအရသာစီအောင် DKC ဟင်းခဲရတာမှုန်နဲ့နှက်လိုက်မယ်နော်တုံးလုံးကောင်းကောင်းကောင်းကြီးဒါလေးကိုနှက်လိုက်မယ်တော့2မိနစ်3မိနစ်လောက်နှက်ပြီးရင်တော့ချက်လို့ရပြီနော် မချမ်း TKC ကဘယ်ဘက်သွားသွားယူသွားတာပဲเนาะဟုတ်တယ် TKC ကတဘူပိုင်ရပြီလေတကယ်ရရဝက်လက်ကိုပူနေတဲ့ရေထဲဝင်ရင်ပြလိုက်မယ်เนาะဒါကတော့အရသာနှက်ထားတဲ့ဟာလေးပါထည့်ပြီးသွားလို့စီเนาะစီလို့အိုင်ဝက်ပြုတ်ထားလိုက်မယ်เนาะဒီကတော့တမယာဒီနှလုံးပေါ့เนาะတမယာရေလေးနှက်ထည့်လိုက်အိုင်ဝက်ပြီးပြီဆိုရင်ကျွန်တော်ဖွင့်လိုက်မယ်เนาะ အာဒီလောက်ဆိုရင်တော့အသားတွေနူးပြီပေါ့နော်အသားတွေနူးပြီဆိုရင်အရသာစတင်စက်မယ်ဒါကတော့တက်သွန်ဖြူနဲ့ငင်းဥတီစိမ့်ကိုထည့်လိုက်မယ်ပြီးတော့လို့ဆိုရင်ဒါလေးကတုံရမ်းအနှစ်ပေါ့နော်တုံရမ်းအနှစ်ကိုထည့်လိုက်မယ်ပြီးလို့ရှိရင်ချင်ခရင်ချင်းကြည့်ခဲ့တယ်။ဒါလေးကတော့ကြည်တီးဟိုပေါ့နော်ဒီလိုမျိုးချင်းချင်းဆက်ဆက်အရေးတောက်ချင်ရောအရင်စားကောင်းတယ်။ ကဲပြီးတော့လို့ရှိရင်ကျွန်တော်အရာတာဆက်မယ်အရာတာဆက်တဲ့ခါကျရင်ကျန်ငန်းပြာရေးခဲ့မယ်ပြီးတော့လို့ရှိရင်တမယာဒီနှလုံးညှစ်ထားတဲ့ခါရေးခဲ့လိုက်မယ်เนาะဒါလေးရတော့ငရုတ်ကြီးအောင်တော့တော့ဘောနဲ့ငယ်ထည့်လိုက်မယ် န့်လေးကတော့အရန်ကိုမှုနေပြီခဏလေး9မိနစ်ပြန်တည်ထားပြီးသွားရင်တော့ပုံစံလေးကဒီလိုလေးဖြစ်တယ်ပေါ့နော်အဲဆိုရင်အရသာမမီးခင်မှာအသားဟင်းတွေချက်တဲ့ခါကျရင်စက်သွန်ဖူရင်းချန်ကပစွန်ထည့်လိုက်မယ်နော်ဒါဆိုရင်တော့အနံ့လေးပို့ပြီးတော့မှုတော့အရသာပုံပေါင်းတာပေါ့နော်อืมทีละโอ้ใจจ๋าล่ะเนาะทีโลฉับปูเนี่ยดูดิยอสีลาคอมเมนต์มายิ้มไปจ๋าบ่าวอยากถามนี้จี้จ๋าเมอืม ချင်းချင်းပြုံးပြုံးလေးနဲ့အပူပူဆက်ဆက်လေးပေါ့နော်အရသာကွက်တိဖြစ်ပြီးဆိုရင်ဝတ်သားတွေလည်းနူးပြီးအရသာကွက်တိဖြစ်ပြီးဆိုချမယ်နော်ကြပ်ပြီးဆိုတာနဲ့ကျွန်တော်ပကံလေးတည်းထင်မယ်။အင်းဒါကိုကျွန်တော်ထမင်းနဲ့စားချင်လည်းရတယ်။ဒီတိုင်းပဲဟိုအရတာပူပူလေးပေါ့နော်။တောက်ချင်လည်းရတယ်။ရှင်ကတော့ဒီနေ့ညနေပိုင်းဆိုတာထမင်းနဲ့မစားတော့ဘူးပေါ့နော်။ဒီတိုင်းပူပူလေးတောက်မယ်။ ဒီလိုမျိုးအရတာလေးကိုလိုက်ပြီးတော့မှချက်စားကြည့်ကြအရှင်းအရတာကောင်းတယ် PKC လို့ရှင်နေတူတရတော့တပူးကို1005ပူးကို2000နဲ့ message မှာတောင်းပါလို့ရတယ်တချို့မေးကြတော့ရှင် PKC လို့ရှင်နေ message ပမာပမာတောင်းပါရမှာလေလို့မေးကြတယ်ရှင်ရဲ့ page မှာတောင်းပါလို့ရတယ်เนาะဒါလေးကိုပူးပူးဆက်ဆက်လေးတောင်းတောက်လိုက်ပါအောင်မယ်အားလုံးပဲစားကြပါအောင်เนาะ bye bye